အားလုံးပဲမင်္ဂလာပါဒေါက်တာဘီးစ်မြန်မာ YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့အိတ်ဆက်ခြင်းနဲ့ပတ်သက်တဲ့ကျန်းမာရေးဗဟုသုတအကြောင်းပြောပြချင်ပါတယ်လူကြီးတွေပြောလို့ရှိကြတယ်ညာအိတ်မပြောဘူးအိတ်မပြောတာဘယ်နည်းရှိပြီးစသည်ဖြင့်ပေါ့ကျွန်တော်တို့အိတ်မပြောတဲ့ယောဂါကိုလူကြီးတော်တော်များများမှတွေ့ရတတ်တယ်အခုနောက်ပိုင်းလူငယ်တွေမှလည်းတွေ့လာရတယ်ဗျာ အိမ်မပြောရတဲ့အဓိကအကြောင်းရင်းကတော့စိတ်ပူမှန်မှုများတာကြောင့်ပါခေါင်းပေါ်ခေါင်းချလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့တွေးစရာတွေပေါ်လာတတ်ပါတယ်အထူးသဖြင့်ပူပန်စရာတွေပေါ့ကျွန်တော်တို့နောက်နေ့လောက်ရမယ်လုပ်ငန်းဆောင်တာတွေဒါမှမဟုတ်ရင်မပြီးပြတ်သေးတဲ့အလုပ်တွေစသည်ဖြင့်ကျွန်တော်တို့အများကြီးတွေးမိပါတယ်အဲ့လိုမျိုးတွေးမိတဲ့အခါမှာကျွန်တော်တို့အိပ်ပျော်ဖို့အလွန်ခက်ခဲသွားပါတယ် ီလိုမျိုးရရှိလာများအိမ်မပျော်ဖြစ်လာမယ်ဆိုရင်တော့အားမရှိသလိုဖြစ်လာမယ်မလှုပ်ချင်မကင်ချင်ဖြစ်လာမယ်နောက်ပိုင်းကုခံအားတွေပါကြလာပါလိမ့်မယ်ဒါကြောင့်အခုဒီဗီဒီယိုထဲမှာအိပ်ပျော်အောင်အထောက်ကူပြုမယ်နီလန်းလေးတွေကိုကျွန်တော်မျှဝေခြင်းပါတယ်ဟုတ်ကဲ့ဒီနီလန်းလေးတွေကိုမပြောခင်မှာကျမ်းမာရေးဗဟုသုတနဲ့လေ့ကျင့်ခန်းဗီဒီယိုတွေကိုဆင်ဆက်မပြတ်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Dr. Beast မြန်မာ YouTube Channel လေးကိုလည်း Subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါရစေခင်ဗျာ။ ဒီတော့ကျွန်တော်တို့အိပ်ပျော်ဘယ်လိုကြိုးစားကြည့်ကြမလဲ။နံပါတ်1အနေနဲ့မိမ့်မိတ်ပြီးအိပ်ပါ။ဒါမှမဟုတ်ရင်မိအောင်မိမ့်မိတ်လေးထားပြီးအိပ်ပါ။ဒီချက်ကအလွန်အရေးကြီးပါလေ။ကျွန်တော်တို့ညအိပ်တဲ့အခါမှာ မျက်လုံးမိတ်ထားပေမဲ့အပြင်မှာအလင်းရောင်ရှိနေမယ်ဆိုရင်ဒီအလင်းရောင်က ကျွန်တော်တို့ရဲ့အုံနောက်ကိုနိုးကြားနေစေပါတယ်။ဒီအတွက်ကြောင့်မိဖွင့်ပြီးအိပ်မယ်ဆိုရင်တော့ကျွန်တော်တို့အိပ်ပျော်ဖို့ခက်ခဲနိုင်ပါတယ်။ နံပါတ်2အနေနဲ့ကတော့ညနေပိုင်းမှာ coffee နဲ့လက်ဖက်ရည်တွေမတောက်ဖို့ပါ coffee တွေလက်ဖက်ရည်တွေကကျွန်တော်တို့ကို alert ဖြစ်စေတယ် active ဖြစ်စေတယ်ဒီအတွက်ကြောင့်ကျွန်တော်တို့နေခင်းဘက်မှာတောက်သုံးပြီးတော့အလုပ်လုပ်မယ်ဆိုရင်တော့အာရုံစူးစိုက်မှုကောင်းမယ်ပေါ့ဒါပေမဲ့ညဘက်မှာတောက်သုံးလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အိတ်တဲ့အခါမှာအဆင်မပြေမှုတွေကြုံတွေ့နိုင်ပါတယ်ဒီအတွက်ကြောင့်ကိုကအိတ်မပြောတတ်ဘူးဆိုရင်တော့ ညနေပိုင်းမှာ coffee တွေလက်ဖက်ရည်တွေလုံးဝမတောက်ဖို့လိုအပ်ပါတယ်။နံပါတ်3အနေနဲ့ကတော့ညအိတ်ချိန်ကိုပုံမှန်အချိန်သတ်မှတ်ပြီးအိတ်ဖို့ပါ။ကျွန်တော်တို့ပုံမှန်သတ်မှတ်တယ်ဆိုတာဥပမာညတနာရီအိတ်မယ်မနက်ကျရင်9နာရီထမယ်ဆိုတာမျိုးဆိုလိုတာမဟုတ်ပါဘူး။အဲ့လိုမျိုးနေတိုင်းအိတ်သွားရင်လည်းဒါကျန်းမာရေးအတွက်မကောင်းပါဘူး။ကျွန်တော်တို့ရဲ့ပုံမှန်သတ်မှတ်တယ်ဆိုတဲ့အိတ်ချိန်မျိုးကည10နာရီဝန်းကျင်အိတ်မယ်။ မနက်ဖက်ကို9နာရီ6နာရီဝင်ကျင်ထားမယ်ဆိုတဲ့အချိန်မျိုးပါဒီလိုမျိုးအချိန်ကိုတတမထဲထားပြီးတော့အိပ်မယ်ဆိုရင်တော့ကျန်းမာရေးလည်းကောင်းလာမှာဖြစ်တယ်လို့ညဘက်ကိုပုံမှန်အိပ်နေကြအချိန်ကိုရောက်တိုင်းမှာလဲလူကမျက်လုံးဆင်းလာမယ်အိပ်ချင်လာမယ်ဒီအတွက်ကြောင့်အိပ်ပျော်ဖို့လည်းအရန်လွယ်ကူသွားပါလိမ့်မယ်နံပါတ်၄အနေနဲ့ကတော့ကိုယ့်ရဲ့အိယာအိတ်ခန်းကိုတန်တန်ပြပြ ထားပြီးတော့အိပ်ဖို့ပါအဲ့ရဘေးမှာအမိုက်ဘုံးရှိနေမယ်ဒါမှမဟုတ်ရင်အိပ်ရခင်းတွေကိုမလျှော်တာကြာပြီဒါမှမဟုတ်အိပ်ရပေါ်မှာရှုပ်ပွားနေမယ်ဆိုရင်တော့ကျွန်တော်တို့အိပ်ဆက်မှုကိုအနှောက်ယှက်ပေးပါလိမ့်မယ်ကျွန်တော်တို့အိပ်တဲ့အချိန်မှာဘေးနားအမိုက်တွေနမ်းနေမယ်ဒါမှမဟုတ်ရင်အိပ်ရခင်းကနမ်းနေမယ်ဆိုရင် ကျွန်တော်တို့အိပ်ပျော်ဖို့မလွယ်ကူပါဘူးဒီပြင်အိပ်ရပေါ်မှာပစ္စည်းရွှေ့ရှက်ခတ်နေမယ်ဆိုရင်ကျွန်တော်တို့လွတ်လွတ်လပ်လပ်အိပ်ရတဲ့အတွက်အိပ်ပျော်ဖို့ခက်ခဲသွားပါလိမ့်မယ် ဒီအတွက်ကြောင့်ကြကြနန်းနန်းနဲ့တန်တန်ရှင်းရှင်းအိပ်ဖို့လည်းအလွန်ရေးကြည့်ပါတယ်။နံပါတ်5အနေနဲ့ကတော့အိတ်ခန်နီဖုန်းလုံးဝမသုံးဘူးပါ။ကျွန်တော်တို့ဖုန်းတွေ၊တက်ဘလက်တွေ၊ကွန်ပျူတာတွေဒါမှမဟုတ်ရင် TV တွေကလာတဲ့အလင်းရောင်ထဲမှာ blue light လို့ခေါ်တဲ့လူကိုနိုးကြားစေတဲ့အလင်းရောင်ပါဝင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အိတ်ခန်နီအချိန်မှာဖုန်းသုံးမယ်၊ဂိမ်းဆော့မယ်။ Facebook ကြည့်မယ်ဒါမှမဟုတ်ရင်ကွန်ပျူတာနဲ့အလုပ်လုပ်မယ် TV ကြည့်မယ်ဘောလုံးပွဲကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့အိတ်ဆက်တဲ့အခါမှာအဟန့်အတားဖြစ်စေပါတယ်ဒီအတွက်ကြောင့်အိတ်ခတ်နေအချိန်မှာဖုန်းလုံးဝမသုံးဖို့ဒါမှမဟုတ်ရင်လည်း TV တွေကွန်ပျူတာတွေလုံးဝမကြည့်ဖို့အလွန်အရေးကြီးပါတယ်ကဲအခုကြည့်နေတဲ့ပြည်သက်တွေထဲမှာညာဘက်အိတ်မပြောတဲ့လူတွေရှိရင်ဒီနီလန်းလေးတွေကိုသုံးပြီးတော့အိတ်ကြည့်ဖို့တိုက်တွန်းပါတယ် နောက်ထပ်ကျမရဲ့ဗဟုသုတနဲ့ပတ်သက်လို့သိချင်တဲ့အကြောင်းအရာတွေရှိရင်လည်း comment box မှာမေးလို့ရပါတယ်ကျွန်တော်တို့ပြန်လည်ဖြေကြပေးပါမယ်ဟုတ်ကဲ့ပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ပရိသတ်တွေညဘက်မှာနေ့ချက်ချိုက်အနားယူနိုင်ကြပါစေအိပ်ပျော်နိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့ပဲဒီဗီဒီယိုလေးကိုညီကုန်းချိုးလိုက်ပါတယ်အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေခင်ဗျာ